လေးစားတဲ့မိတ်ဆေနီးနောင်များခင်များဝါကီယာလီတစ်ခုရှိတယ်စကန်ဒာဇุลကာနိုင်ပင်းတော့ဇุลကာနိုင်ပင်းရဲ့အချောင်းချက်တော်မြတ်ကုရ်အန်ရဲ့ဆူရာကာဟဖ်မှာအလ္လာရှိမတ်တခင်အမေရှိတင်ပြထားတဲ့ဇุลကာနိုင်ပင်းရဲ့အချောင်းဇุลကာနိုင်ဆိုတဲ့ပင်းကအင်တမကူဘေးကြီးကျယ်တဲ့အုပ်ချုပ်မှုကိုရရှိခဲ့တယ်ကဘာကြီးတစ်ခုလုံးကိုသူအုပ်ချုပ်ခဲ့တယ် ဘာအရှိဖြားကနေကဘာအနောက်ဖြားတီသူထရီးသွားခဲ့တဲ့သူ့ရဲ့အုပ်ချုပ်မှုတော့အင်တန်ကျေဝန်းခဲ့တဲ့အင်တန်မကိုပဲကြီးကျယ်တဲ့အုပ်ချုပ်မှုကိုသူပိုင်ဆိုင်ခဲ့တော့ကဘာတစ်ခုလုံးကိုအုပ်ချုပ်ခဲ့တဲ့ဘယင်ရဲ့အရေးအတွက်ကဘာတမိုင်းမှာအင်တန်နဲ့နဲ့ပပပဲရှိတာအဲ့ဒီတည်းမှာဇွန်ကန်နိုင်ဘယင်ကလည်းပဲတဘာအပါငင်းဖြစ်ဇွန်ကန်နိုင်ဘယင်ကသူ့ကိုယ်လုံးကနေအချိန်မှာသူဝစီရတ်လုပ်ခဲ့တဲ့ ်ငါရဲ့ဂျနာစာကိုယူသွားတဲ့အခါမှာတော့ငါရဲ့လက်နှစ်ဖက်ကိုကဖန်ရဲ့အပြင်တော့ကဖန်ရဲ့အပြင်ထန်းစင်ရဲ့အပြင်ကိုထုတ်ထားပါဆိုပြီးတော့သူအဲ့ဒီလိုဝစီရတ်လုပ်ခဲ့ဒီတော့ဇူကန်နိုင်းဆိုတာကနေပေါင်းထောင်ပေါင်းများစွာအရင်ကပုဂ္ဂိုလ်ပေါ့နော်ကျွန်တော်တို့ဒီဘက်တဘာမဆလောဆန်ရဲ့အမထေကတော့မဟုတ်တော့ဒီလိုဇူကန်နိုင်းကဒီလိုဝစီရတ်လုပ်ခဲ့တယ်ငါတည်သွားတဲ့အခါမှာတော့ငါရဲ့လက်နှစ်ဖက်ကို နော်ထန်းစင်ရဲ့အပြင်ကိုထုတ်ထားကဖန်ကဲ့အပြင်ကိုထုတ်ထားအဲ့ဒီလိုနဲ့အာလုံးကမိတယ်မူမတ်တွေအနာမှာရှိတဲ့ဝင်ကြီးတွေကဘယင်ကြီးဘာဖြစ်လို့လဲဘာတွက်ထုတ်ခိုင်းတာလဲအရိခဇုလ်ကနိုင်ကဘာပြောလဲဆိုတော့လူတွေကငါသဘောပေါက်စီခြင်းနဲ့နော်လူတွေကပြောနေတဲ့ဇုလ်ကနိုင်ကကဘာကြီးကိုအုပ်ချုပ်ထားတယ်ဇุลကာနိုင်ကကဘာကြီးမှရှိတဲ့တိုင်းပြည်ရဲ့အားလုံးကိုဇุลကာနိုင်ပိုင်နေ ဒေတာတွေအားလုံးကိုဆိုကနိုင်ပိုင်တယ်ဆိုကနိုင်အင်တန်ချမ်းသာတယ်အင်တန်ကျွေးဝတယ်ပြည့်ရှင်လင်းကြီးဖြစ်တယ်လူတွေပြောနေကြတယ်ငါလူတွေကိုသိစေခြင်းနဲ့ ငါတလောက်ကဘာကြီးကိုအုပ်ချုပ်ခဲ့ပြီမဲ့ကဘာတိုင်းကြီးအကုန်လုံးကိုအုပ်ချုပ်ခဲ့ပြီမဲ့ငါတည်သွားတဲ့အခါလက်နှစ်ဖက်ခါလီပဲပါမမပါသွားဘူးဆိုတာကိုငါသိစေချင်လို့တော့ငါကွေလွန်သွားတဲ့အခါမှာငါရဲ့လက်နှစ်ဖက်ကိုအပြင်ကိုထုတ်ထားပြီးတော့ကျန်တာထန်းစဉ်ကိုအဲ့ဒီလိုယူသွားပေးပါဆိုပြီးတော့ဆူကန်နိုင်ကအဲ့ဒီလိုဝစီယတ်လုပ်ခဲ့တယ်ဆိုပြီးတော့စာဟုတ်တင်မှာရေးတာတင်ပြကြတယ်ဒီတိုင်းနဲ့နောက်တစ်ဖြစ်ရတစ်ခုလည်းပဲ ကျွန်တော်ဖတ်မှတ်ရတယ်တခါကဖခင်တယောက်ပြေလွန်သွားတယ်ဒီဖခင်ကတော်တော်ကိုမှကျွဲဝချမ်းသာတဲ့သူဖြစ်တယ်သူစည်းစိမ်လေးလေးပဲအများကြီးသူ့ရဲ့သားသမီးတွေကိုအမွေဖြစ်နေပေးဖို့သူခြံရစ်ခဲ့တယ်ထားရစ်ခဲ့အဲ့ဒီလိုနဲ့သူပြေလွန်တဲ့အချိန်မှာပြေလွန်ကံပြီးမှသူ့ရဲ့သားဖြစ်တဲ့သူကိုသူဝစီရက်လုပ်တယ်ဘာဖာလေးဆိုရင်ငါပြေလွန်တဲ့အချိန်ကြရင်တော့ ဒီခြေစုပ်ငတ်စီမှာခြေစုပ်တစ်ခုရှိတယ်။အဲ့ဒီခြေစုပ်ကပေါက်ပြီးအပြေးတွေနဲ့ဟောင်းနှံပြီးပေါက်ပြေးနေတဲ့ခြေစုပ်။တော့အဲ့ဒီခြေစုပ်ကိုနိုင်ရဲ့ခြေထောက်မှာဆွတ်ပြီးတော့ငါ့ကိုကဘာတဲ့ကိုထည့်ပြီးတဖန်ပြီးအဲ့ဒီလိုသူမှားခဲ့။အဲ့ဒီလိုနဲ့သူကိုယ်လုံသွားရော။သူကိုယ်လုံသွားတဲ့အခါကျတော့သူသားကသူ့ရဲ့ဖခင်မှားခဲ့တဲ့အတိုင်းအဲ့ဒီပေါက်ပြေးနေတဲ့ခြေစုပ်အဟောင်းကိုယူလာတယ်။ယူလာပြီးတဲ့အခါကျတော့ တော့ဖခင်ရဲ့ခြေတော်မှာသူဝစ်ပေးတယ်ဆွတ်ပေးတယ်ဒီလိုလူတွေကမေးတယ်ဒီမင်းမလုပ်တာလေတော့ဘာဖြစ်လို့ဒီခြေစုပ်အပေါက်အပြည့်အဟောင်းကိုဖခင်ခြေတော်ကိုဆွတ်ပေးနေတာလဲသူပြောတယ်ကျွန်တော်လည်းသဘောတော်မှာပေါ့ကျွန်တော်လည်းနားတော်မလဲဘူးဒါပေမဲ့ကျွန်တော်ဖေမာခဲ့တယ်မာခဲ့လို့ကျွန်တော်လည်းလုပ်ပေးတာဒီလိုလူတွေကဝိုင်းပြောတယ်တော့ကဖန်ဖေမာအဲ့ဒီလိုခြေစုပ်ဆွတ်ခွင့်မရှိတော့ကွယ်လွန်သူကိုကဖန်ပဲပတ်ပေးရမယ် ခြေစုပ်ဝေပေးလို့မရဘူးခြေစုပ်ဝေပေးတာမပိုင်ဘူး။နော်ဒီလိုသားဖြစ်တဲ့သူကလည်းမဟုတ်ကျွန်တော်ဖြေမှားခဲ့တယ်ကျွန်တော်ဝေပေးမှဖြစ်မယ်။နော်ဒီလိုပဝင်းခြင်းမှာမရှာလာဒင်းရှိတဲ့သူတွေရှိတယ်တော့အားလုံးကဝိုင်းတာတယ်။ဘယ်မလို့ရဘူးနော်ခြေစုပ်မဝေပေးရဘူးနော်။နော်ကဖန်ဘက်ထုတ်ပေးရမယ်။အဲ့ဒီလိုခြေစုပ်တွေပါတွေဝေပေးလို့မရဘူး။အာဒီလိုအာလုံးဝိုင်းတာတယ်ဝိုင်းတာတယ်တားဖြစ်တဲ့သူကလည်းလုံးဝဇွတ်ဆုံမှာဇွတ်ပဲတော့မရဘူးကျွန်တော်ဝေပေးမယ်ဝေပေးမယ် အရင်လိုနဲ့နောက်ဆုံးဘလို့မှအခြေတင်ဖြစ်နေတယ်ဖြည့်ရှင်းလို့မရတော့အာလီမနီကိုခေါ်ခဲ့အာလီမနီကိုဆုံးဖြတ်ခိုင်းအာလီမနီကိုပြောပြတယ်ကျွန်တော်အဖေအဖေကကျွန်တော်အဖေကဒီလိုဒီလိုပဲခြေစုပ်ဝေဖို့အတွက်ခြေစုပ်ဝေပေးဖို့ဝစီရလုပ်ခဲ့တယ်ဒီတော့အာလီမနီကလည်းခွင့်မပြုမရတော့ကဖန်ဘက်ထုကတော့ကဖန်ဒေကလည်းခြေစုပ်ဝေပေးပိုင်ွယ်လုံးဝမရှိတော့အဲ့ဒီလိုနဲ့ တော့အာလီမ်လေးဆုံးဖြတ်လိုက်တယ်ဆိုတော့ပြီးကြတာဒီသားဖြစ်တဲ့သူတွေဘာမှငြင်းလို့မရတော့သူနောက်ဆုံးလက်ခံပြီးတော့သူ့အဖေကိုဝေပေးထားတဲ့ခြေစွပ်ကိုသူပြန်ပြီးချုပ်ပေးနေတဲ့အချိန်မှာလူတယောက်ယောက်လာတယ်လူတယောက်ယောက်လာတယ်နော်အဲ့ဒီလူကအဖေရဲ့အင်တန်ဒီဇတ်တဲ့မိတ်ဆွေစီမျိုးသားချင်းတယောက်ပဲစားတစားကန်ပြီးတော့ယောက်လာယောက်လာပြီးတော့နော်တားကိုလာပြီးပြေးတယ်နော်ဟိတား မင်းရဲ့အဖေမကွေလုံးကြီးငါကိုဒီစာပြီးခဲ့တယ်မင်းတစ်ချက်ပတ်ကြည့်လိုက်။နော်မှားလေးပဲမှားခဲ့တယ်ငါကိုဒဖန်မလုပ်ခင်ငါသားကိုဒီစာပြီးဖတ်လိုက်ဆိုပြီးတော့အဲ့ဒီလိုနဲ့သားကစာကိုဖွင့်ပြီးဖတ်လိုက်တဲ့အခါကျတော့စာမှာဗာကြီးထားလေဆိုတော့ငါသားတဲ့မင်းမှတ်ထားမင်းအဖေဒီလောက်ချမ်းသာခဲ့တယ်နော်ဒါပေမဲ့မင်းအဖေတည်ွားတဲ့အခါမှာစုပ်ကျင်းနေတဲ့ခြေစွပ်လေးတစ်ခုတောင်ယူသွားလို့မရခဲ့ဘူး။ ်ယူသားခင်မရှိဘူးဆိုတော့နော်မင်းဒီအမွေတွေရပြီးတဲ့နောက်ပိုင်းဒီဥစ္စာပစ္စည်းတွေရပြီးတဲ့နောက်ပိုင်းမင်းဒီဥစ္စာပစ္စည်းတွေအပေါ်မှာခင်တွယ်မမောမှုတော့မရှိစေနဲ့မင်းဖေတော်ဒီလောက်ချမ်းသာပြီးတည်တဲ့ချိန်ခြေစုပ်အဆုတ်တစ်ခုတော့ဝေတော်လို့မရဘူးမပါသွားဘူးဆိုရင်မင်းလည်းပဲဒီပတ်စံလေးဘလောက်ပဲမင်းအမွေရရဘလောက်ပဲချမ်းသာချမ်းသာမင်းကြွယ်လုံးတဲ့အချိန်နဲ့ဒီတိုင်းပဲမမပါသွားမှာ မဟုတ်ဘူးဆိုပြီးတော့တော့အဲ့ဒီစာလေးမှာအဲ့ဒီလိုရေးခဲ့တားဖြစ်တဲ့သူလဲအဲ့ဒီတော့မှသဘောပေါက်သွားတယ်။အော်ငါအဖေကငါကိုတော့အတိတ်တရားရစေခြင်းလို့တော့ဆုံးမဖို့အတွက်ဒီလိုမျိုးဝစီရလုပ်ခဲ့တာပါလားဆိုပြီးတော့လိစာအတဲမိတ်ဆင်းနေတော့များခင်ဗျာတော့ဒါကဒုညာရဲ့ဥစ္စာပစ္စည်းရဲ့ပမာပဲတော့ဒီလိုဒီဝါကေယံတစ်ခုကဒီပုဂ္ဂိုလ်ဒီအထွက်ပဲမဟုတ်ကျွန်တော်တို့အားလုံးအထွက်လေဒီတိုင်းပဲကျွန်တော်တို့အားလုံးပြင်လွန်သွားတဲ့အခါမှာလည်း နော်လက်ခံီပဲနော်လက်ပလာပဲကျွန်တော်တို့အလစီကိုပြန်သွားရမှာပဲနော်ဒီနေ့ပြောနေတဲ့ငါရဲ့အင်ဂျီ branded နော်ငါကရှန်ဦးကြီးဆိုရင်တင်းချိုဓမ္မဝိတ္တပစိုးဆိုရင်3000 4000ဓမ္မဝိတ္တ5000တောင်တမဝိဘူးရှန်ဦးကြီး1000 2000တန်မဝိဘူးနော်ဘာဒီဘလောက်ပဲဝိခဲဝိခဲနော်ဆုံးသွားတဲ့အချိန်ရှန်ဦးကြီးအစုပ်လေးတစ်ထည်လောက်ဝေသွားခြင်းလေဆိုရင်တော့ကျွန်တော်တို့ဝေသွားလို့မရဘူး လုံကြီးအပြေးလေးတစ်ခုလောက်ကျွန်တော်နှစ်သက်လုံးလို့ပတ်သွားခြင်းနဲ့ဆိုရင်တော့မှပတ်သွားခွင့်မရှိဘူးကျွန်တော်တို့အတွက်ကဖန်လေးရှိတယ်နောက်ထပ်ပါမှထပ်ပြီးဝေးသွားလို့လည်းမရဘူးတော့ယူသွားလို့လည်းမရ